路途艰难，苦的坎坷，多大艰难，你的敌人。ကျေပေါ်များမိတ်ဆွေများပြည်သူများအားလုံးကျမ်းမာပါစားလို့ကျွန်တော်တို့ဖောက်ထွက်ခြင်းနဲ့မှာဥသောနှုတ်ခွန်းဆက်တာလိုက်ရပါတယ်ဒီကနေ့မှာတော့2021နိုဝင်ဘာလတွင် လူ့ဘောင်တစ်ဒီမိုကရက်တစ်ပါတီပါတီအပေါ်မှာနိုဝင်ဘာစကားပြည်သူ့ကအမိပြည်သူ့ကအဖအားဖတ်ကြားပေးတော့မှာပဲဖြစ်ပါတယ်နိုဝင်ဘာလကိုရောက်ခဲ့ပြီ ခွေးကောင်းကိုတောင်ချိတ်ပြီးခွေးသားကိုစိတ်သားလို့အတ္တမဝယ်ခိုင်းတဲ့1990ရွေးကောက်ပွဲကစရည်ရင်အထွေထွေရွေးကောက်ပွဲ3ကြိမ်ဂျားဖြတ်ရွေးကောက်ပွဲ3ကြိမ်စုစုပေါင်းရွေးကောက်ပွဲ6ကြိမ်ရှိခဲ့တယ်။ပါတီအနေနဲ့1990အထွေထွေရွေးကောက်ပွဲကိုသူတို့ဥပဒေအရဝါတီတည်ရှိရေးနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဝန်းရံရေးအဖြစ်ဖျက်ခဲ့တယ်။2010အထွေထွေရွေးကောက်ပွဲနဲ့2012ဂျားဖြတ်ရွေးကောက်ပွဲကို 2008ခြေဦးစန့်ကျင်ရေးနဲ့စစ်အုပ်စုရဲ့လမ်းပြမြေပုံ9ဆင့်ကိုအဆင့်တိုင်းမှာစန့်ကျင်ရေးအဖြစ်ဖျက်ခဲ့တယ်။2015အထွေထွေရွေးကောက်ပွဲ2018ကြားဖြတ်ရွေးကောက်ပွဲနဲ့2020အထွေထွေရွေးကောက်ပွဲ၃ခုကိုတော့ပြည်သူအဆုံးဖြတ်ကိုနာခံရေးနဲ့ဂုံတိတ်ခါရှိတဲ့အရှုံးကိုလက်ခံရေးအဖြစ်ဖျက်ခဲ့တယ်။2019ကြားဖြတ်ရွေးကောက်ပွဲမှာတော့မိမိအခြေအနေအရပြည်သူများတွေကပြည်သူများအဖြစ် မပြီးပြတ်သေးတဲ့စစ်အာဏာရှင်စနစ်စန့်ကျင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးရည်ရည်တည်ချက်နဲ့တဆိုင်ရာဒေတာအတီးတီကရဲဘော်တွေဟာဖျက်ခဲ့တယ်။ပြည်သူအဆုံးဖြတ်ကိုအတိအလင်းစော်ကားပူကြခံရတဲ့အခါ2021နှစ်ဦးတော်လှန်ရေးမှာလူမျိုးပေါင်းစုံပြည်သူတွေနဲ့အတူပိုင်းဖျက်ချက်ရှိရှိတိုက်ပွဲဝင်ခဲ့တယ်။အခုထိလည်းပါတီဟာတိုက်ပွဲထဲမှာရှိနေတယ်။တိုက်ဆိုင်မှုကိုပြောရရင်ပါတီကိုယ်တိုင်ဝင်ရောက်ရှင်ပြိုင်တဲ့2015 2018 2020ရွေးကောက်ပွဲ၃ချိန်လုံးဟာ အဲ့ဒီနှစ်များရဲ့နိုဝင်ဘာလတွေမှာကျင်းပခဲ့တာကြီးဖြစ်တယ်။ဒါကြောင့်ဒီလပါတီရဲဘော်တွေမိတ်ဆွေတွေလိုလားသူတွေထံပါကျင်မိတဲ့စကားအဖြစ် ပါတီရဲ့ရွေးကောက်ပွဲ ဖြစ်တမ်းမှုအကြောင်းကနေသဖြင့်ဘယ်အချိုးအကွေ့တွေမှာပါတီကဘလို့ရက်ခဲ့ဘလို့ဖြတ်ခဲ့တယ်ဆိုတာကိုရွေးချယ်ပြောပြလိုက်ပါတယ်။ဆိုပြီးခဲ့တယ်လို့6ကြိမ်တော့ရွေးကောက်ပွဲအလုံးဟာခွေးကောင်းကြီးကိုပဲပြောင်းချိတ်ထားပြီးခွေးသားကိုစိတ်သားရဲလို့ အဓမ္မဝယ်ခိုင်းတဲ့ပွဲကြီးပါပဲဒါပေမဲ့မတူညီတဲ့နောက်ခံအခြေအနေအတီးဒီမှာပါတီရဲ့ क्वे ပြားတဲ့အနေအထားအမျိုးမျိုးကနေဖြတ်တန်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အကွေအချိုတိုင်းဖြတ်တန်းမှုတိုင်းမှာ ပါတီစတီထောင်ကလေးကကြွေးကြော်ကင်ဆွဲခဲ့တဲ့ပါတီရဲ့ဆောင်မှုအတိုင်းပြည်သူ့ဒါအမိပြည်သူ့ဒါအဖဆိုတဲ့အနှစ်သာရတစ္ဆာတရားအတိုင်းအဲ့ဒီကာလတွေကလူမျိုးစုံဗမာပြည်သူလူထုကြီးရဲ့အကျိုးစီးပွားကိုတဲ့တဲ့ဥတီဖြတ်တန်းခဲ့တာကြီးပဲ ဖြစ်တယ်လို့လေးလေးနက်နက်ဖော်ပြခြင်းပါတယ်မိမိတို့ပါတီရဲ့ဆောင်မှုကြွေးကြော်တန်းဟာမိမိတို့ပါတီရဲ့တစ္ဆာတရားပဲဖြစ်ပါတယ်ကြိုက်ခွဲကိုတူတူတွဲလဲတွဲမပြုံးတယ်မရင်ဆိုင်မလားလို့ချင်း